ကျောင်းမိသားစုအနေကိုလက်ရှိခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဂျန်ပစစ်ခွေးတက်ရဲ့ဘောကို special မနေတဲ့အမှုပညာရှင်တွေရဲ့နောက်ွယ်ကအကြောင်းလေးတစ်ချက်နှစ်ချက်ကိုကျွန်တော်ဖော်ပြပေးချင်ပါတယ်။နေတိုးနဲ့အချုပ်သုံးဆောင်တွေဟာမင်းအွန်လိုင်းစီကတိန်းထောင်နဲ့ချီပြီးတော့ရယူထားကြတယ်။ပြီးတော့တစ်နှစ်တစ်လက် ရယူထားကြသလိုသူရဲ့လုံခြုံရေးအတွက်လုံခြုံရေးအဖွဲ့ဝင်10ဦးပါအဖွဲ့တွေကိုလည်းပဲသူတို့တွေရယူထားကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြခြင်းနဲ့ဗျနောက်တဲ့သတင်းတစ်ခုကတော့ပြည်တော်စုမှာမဖွင့်ပြောတဲ့ကြံ့ဖို့ပါတီကကောင်းတယ်မဲဆွဲစီယုံဖို့အတွက်ကျွန်တော်အခြေခံလူမ်းစားတွေဖြစ်တဲ့ဒါကျွန်တော်စိုက်ကားသမားတွေဗီဒီယိုသမားတွေစသည်အားဖြင့်ပေါ့ဗျာ တော်နိုင်ငံမှာလည်းဆင်းရဲနှပ်ပါတဲ့ခါကျတော့လုံးမရှိအကန့်ရှိအများကြီးရှိပါတယ်ဆိုတော့သူတို့တွေကိုတရက်ကိုမြန်မာကျပ်ဝင်တပေါင်းခွဲပေးမယ်ဆိုပြီးတော့မဲ့တဲ့စီယုံခွဲတွေမှာလိုက်ဖို့ခေါ်ပြီးတော့မှပတ်စံမရှင်းပေးလို့ပြဿနာတက်ခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးမှာပါဟုတ်ပြီနောက်တစ်ဒင်းခုလည်းရှိပါတယ်အဲ့ဒီဒင်းကတော့တကယ်ကိုအဲ့မခမ်းပါပဲဗျကမ်ဘူမှာပေါ်တာဆွဲဖန်းစီခံရတဲ့လူငယ်၁၀ဦးကပြစောတိခေါင်းဆောင်ကိုရှင်းလိုက်တဲ့အကြောင်း ျွန်တော်လူငယ်10ဦးကိုဒါဖမ်းဆီးပြီးတော့စစ်တပ်နဲ့ပို့ဖို့အတွက်စီစဉ်နေတဲ့လမ်းပေါ်မှာပဲရင်မောင်းဖြစ်တဲ့ပစောတိကောင်ကိုလေစီကိုညှက်ပြီးတော့လွတ်မြောက်လာတဲ့လူငယ်10ဦးအကြောင်းကိုကျွန်တော်ဖော်ပြပေးခြင်းပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုသုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုတဝင်းဦးကျင့်တဲ့တန်ကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်။အမှုပညာရှင်တွေအမှုပညာရှင်တွေအမှုပညာရှင်တွေဒီပွဲကတော်တော်လေးကြည်ကောင်းတဲ့ပွဲပါ။အားလုံးကိုကျွန်တော်တို့ကိုယ့်ရဲ့ကိုယ်ငွေမြင်တွေ့နေရတာ။ ဘယ်သူကဘာကောင်လဲဆိုတာအားလုံးခဏရှာရှာကိုမြင်တွေ့နေရလို့လုံးဝကိုညင်လို့မရဟုတ်ပြီဒါပြီးခဲ့တဲ့ရှေ့ပြင်မှာလည်းပဲနေတိုးတို့အမြင့်မြတ်တို့ဘယ်သူတို့ဘာကောင်ညာကောင်နေပေါ့ဗျာဒီကောင်နဲ့ပတ်သက်ပြီးတော့ဒါ wine cost ကလည်းတကယ်ကိုအောင်မြင်ထိရောက်ခဲ့ကြတယ်ဟုတ်ပြီကျွန်တော်ပြည်သူ wine cost တောင်းပြည်သူကိုဒီကောင်ဒီဘယ်လောက်ကြီးကြောက်ရလဲဆိုတာကိုလည်းကျွန်တော်အားလုံးတွေ့ခဲ့ပြီးဖြစ်ပါတယ် အခုကျွန်တော်ဒီနေ့ပြောမှာကနေတိုးဟာမင်းအွန်လိုင်းစီကဲလို့တော့မြန်မာကျပ်ဝင်3000နဲ့ချီပြီးတော့ရယူထားတယ်သူတို့ဘောကိုမဖို့အတွက်နေတိုးတွေမဟုတ်ဘူးเนาะမြင်းမြတ်တို့လည်းပါတယ်အခြားအမှုပညာရှင်တွေလည်းအကုန်လုံးပဲဒါအပြင်မင်းအွန်လိုင်းကသူတို့ကိုပစ္စတိုတယောက်ထလက်ပါပေးထားပေးတယ်ဆိုပါလေပြီးတော့သူရဲ့အသက်ကိုသူတို့ကာဝယ်ဖို့လေလုံကြီးအဖွဲ့ဝင်10ဦးပါအဖွဲ့ကိုလည်းပဲ စင်လို့ထပါရဟာမင်းတို့တော့ငါမကဲဘူးတော့မင်းတို့သက်ကိုမင်းတို့ဟာတော့မဟုတ်ကဲမင်းတို့တိတ်သွားရင်ငါမသိဘူးမင်းတို့ကိုငါတိန်ထောင်နဲ့ချီပြီးတော့လဲပေးထားပြီးပြီတနက်တလက်လည်းပေးထားတယ်လုံလုံကြီးလည်းပေးထားတယ်ဒါမှဒါတော်မှမြို့ပြယူကြီးအဖွဲ့တွေကျွန်တော်တို့လူငယ်တွေရှင်းခံရတယ်ဆိုရင်တော့ငါကိစ္စမဟုတ်တော့မင်းတို့ကိစ္စအဲ့တော့မင်းတို့ညံ့လို့မင်းတို့ခံရတာမင်းတို့သိဆိုတော့ဒီသတင်းကြားလိုက်တော့ကျွန်တော်ရဲ့မိသားစုဝင်အံ့ဩသွားလား နေတိုးဆိုတဲ့ကောင်ကလည်းငွေကြိုက်တယ်ဗျာမြင့်မြတ်ဆိုတဲ့ကောင်ကလည်းငွေကြိုက်တယ်ပြီးတော့လက်ရှိခရိုနီနဲ့စစ်တပ်နဲ့သူတို့တွေလုံးဝကင်းလို့မရအောင်ဘာလို့ဖင်ရှားတော့တွေ့ရမလဲပြီးခဲ့တဲ့ရက်က stage စင်ပေါ်မှာ jet fire ဆိုတဲ့ကောင်ကျွန်တော်ဒီကောင်တို့ချင်းအောင်အဲ့လောက်ထိမသိဘူးကျွန်တော်ရဲ့လူမှုကွန်ရက် social စာမျက်နှာထပ်ကိုရောက်လာလို့တာဒီကောင်ရဲ့စကားကိုလည်းကျွန်တော်အစအဆုံးနားမထောင် ပံ့ပိုးမဲ့တော့ကျွန်တော်တို့စိတ်ဝင်စားဘူးဒါပေမဲ့ချက်သော status တွေတွေ့တဲ့အခါမဲ့ကျွန်တော်သိတယ်လေဒီ online ဟာကျွန်နိုင်ငံကိုနှစ်ပေါင်းများစွာသူသေးစုံနေတဲ့ခေါင်းကြီးတာသမီတွေနဲ့ပြီးတော့စစ်ပုံချုပ်ကြီးတဲ့တာသမီတွေနဲ့သူတို့လောကကင်းလို့မရဘူးလောကကင်းလို့မရလောကကင်းလို့မရတော့သူတို့ဘယ်လမ်းကိုရှောက်မလဲဒီလမ်းပဲရှောက်ပဲဒီနေ့ကျွန်တော်တို့တွေ့ပါတယ်မြို့အချို့ ရေမြောင်းပုတ်ထဲမှာချက်ဖို့ပါတီကကောင်းနေလူကြီးပိုင်းတွေတော့မဟုတ်ပါဘူးအောက်ခြေကကျောင်းဝဲပြည်သူတွေပေါ့ဗျာအချို့အဆင်မပြေတဲ့သူတွေနော်အခွင့်အရေးလေးရမလားပြီးတော့ထောက်ပံ့ခြင်းလေးရမလားအဆင်ပြေမလားပေါ့ဗျာဒါလေးတွေပဲချက်ဖို့ပါတီတွေရောက်သွားတာလေအများကြီးရှိတယ်ကျွန်တော်ကောင်းကောင်းသိတယ်ကျွန်တော်တို့ကလည်းအခြားကဘာကမဟုတ်ဘူးအခြားကြိုကမဟုတ်ဘူးမြန်မာနိုင်ငံတွေက မြို့ပြမှာနေတဲ့လူငယ်တွေဖြစ်တယ်ဒါကြောင့်တို့ခင်းတဲ့ဟာတွေအနောက်ကလိုက်ပြီးရှောက်တဲ့ဟာတွေဘာကြောင့်ရှောက်လဲတို့ကဘယ်လဲအောင်ခင်းသွားလဲကျွန်တော်လည်းကောင်းကောင်းနားလေတပ်ဖို့အညီကိုဝေရင်မြောင်းမြောင်းကြဲထဲမှာမြောင်းဆယ်ကြည့်လိုက်တော့လက်နဲ့နောက်ဆုံးပေါ် international စက်ကြီးတွေနဲ့မြောင်းဆယ်တယ်သူတို့မလို့မရှက်တယ်ဆယ်ခိုင်းတဲ့ကောင်လေးစဉ်းစားကြည့်ပါဦးမြောင်းဘာကြောင့်ပိတ်တာလဲအမိုက်ရှိလို့ပိတ်တာဘာကြောင့်အမိုက်ရှိတာလဲ အပလတ်စတစ်ရှိလို့ပေါ့ဘာကြောင့်ပလတ်စတစ်တွေရှိတာအဲ့ထဲမှာလေခြေလုံးတဝဲလေတာကျောင်းနိုင်ငံကိုပညာမတောင်းပညာမဲ့အောင်ဆင်းရဲမွဲတေအောင်ဖန်တီးထားတာအာနာယူအုပ်စုပညာမဲ့ရင်ပညာမတက်ရင်သူတို့တွေလက်နက်နဲ့အုပ်ချုပ်လို့ရတယ်ဟုတ်လားအကျွန်တော်ပြောတဲ့စကားကမပြည့်စုံပါဘူးအရှိကျွန်တော်တို့ဒါပညာရှိတွေပေါ့နော် ပြောခဲ့တဲ့စကားတွေမှာဟုတ်ပင်အခုနေတို့ကတိန်ထောင်နဲ့ချီပြီးတော့မင်းအောင်ဖိုင်စီကငွေကြေးတွေကိုလက်ခံထားတယ်အခြားသောမင်းသားမင်းသမီးတွေလည်းအများကြီးလက်ခံထားကြရတယ်ဇပုတ်ဇယံတွေအများကြီးမြန်မာကျပ်ငွေမင်းအောင်လိုက်ပေးနိုင်တာပေါ့တို့တကငွေကဘာမှမဟုတ်တာစက်ကူကပဲရိုက်ထုတ်တာ အဲ့တော့ဒီမြန်မာငွေကြက်တန်ဖိုးမရှိတဲ့အရာတွေကိုလက်ခံရရှိဖို့ပြီးတော့တန်ဖိုးရှိတဲ့လူကုန်သိက္ခာကိုသူတို့တွေလဲလေရယူလိုက်ကြတယ်ပြောချင်တာကကိုကိုကိုရောင်းစားလိုက်ကြတာနေတို့နေတို့နဲ့ပတ်သက်ပြီးတော့ပြောတဲ့အချို့ဆိုရင်ဘာဘလာဘာလီဝင်ချောက်လဲဆိုတော့ရေဒီယိုအရရခိုင်မှုလို့နေတို့ကိုပဲဖိပြောနေတာလားဆိုတာမျိုးအဲ့စကားကတော့တကယ်ကိုဘယ်လိုပြောမလဲနော်ဟိုဘလို့တင်လို့စကားဗျာ ရခိုင်မိုးလို့ကျွန်တော်တို့ကပဲပြောနေတယ်လို့ပြောပြမဟုတ်ပါဘူးအရခတ်တော်အေးရကျွန်တော်နဲ့အတူတူအမြဲတမ်းရှိနေတာပါကျွန်တော်ကအရခတ်တော်အေးအေးပဲကျွန်တော်တို့ဟာ KIA ပဲကျွန်တော်တို့ဟာ MNTA ပဲကျွန်တော်တို့ဟာ TNL ပဲကျွန်တော်တို့ဟာ MTY PDF ပဲကျွန်တော်တို့ဟာ Rangoon ပဲကျွန်တော်တို့ဟာ KNU ပဲကျွန်တော်တို့ဟာ KNL ပဲကဲကျွန်တော်အားလုံးတူတူပါပဲကျွန်တော်လူငယ်တွေမှာဘာမှမခွဲဘူးအခွဲနေတာကသူတို့ပဲ ဟုတ်ပြီသူတို့ရဲ့လုံခြုံရေးနဲ့ကိုကိုကိုကာကွယ်ချကွာငါလုပေးနိုင်တာကတော့ဒါပဲမင်းတို့ကလည်းပတ်စံပေးပြီးပြီအခုမင်းတို့လူချင်းနဲ့တနက်လဲထုတ်ပေးပြီးပြီတနက်လဲရှိတယ်ပတ်စံလဲရှိတယ်ပြီးတော့လုံခြုံရေးလည်းပဲပေးထားတယ်အဲ့တော့မင်းတို့ကိုကိုကာကွယ်တော့ဒါကြောင့်မင်းတို့သိရင်ငါ့ကိုအပြစ်မတင်နဲ့နော်မင်းတို့ညံ့လို့မင်းတို့သိတာဟိုကလည်းပဲ ဝင်ချင်းနဲ့စီးစိပြီးတော့ဆက်ဆက်တဲ့အာနာဘကတာနဲ့မလွတ်ကင်းနိုင်တဲ့အခြေအနေကြောင့်သူတို့ကိုသူတို့ရောင်းစားလိုက်တယ်။ရောင်းလဲရောင်းစားစင်ကြဗျာ။ဟုတ်ပြီနေတို့ရခိုင်သားရခိုင်ပြန်လို့မှမရတော့တာ။မြောင်းလိုက်မိမတောက်ခေါ်ကျူကျူလာတော့မှရခိုင်ပြန်လို့ရလို့လား။ဆိုတော့အဲ့ဒီစကားတွေမပြောချင်တော့ကျွန်တော်ရဲ့မိသားစုဝင်နေ။ လက်ရှိအချိန်ဒီမှာကျွန်တော်ပြည်သူလူထုကလည်းပဲတာဝန်ကြည်ပြီးကြည်နေစင်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့လင်းလင်းရဲ့ရောင်နေနဲ့ပဲခီးဆက်နေတာဖြစ်တယ်ဟုတ်ပြီဝိဇ္ဇပင်းထောင်နဲ့ချီပြီးတော့လက်ခံထားတယ်တနက်လည်းရှိတယ်ဆိုတော့ကျွန်တော်ပြောလာကအမှုပညာအလုပ်တွေဆက်လို့အောင်မလားဒါမှမဟုတ်ဓမြတိုက်စားမလားတစ်နှစ်ပဲဝင်ပြီးတော့စစ်ဘိုလ်ချုပ်ကြီးပဲလုလိုက်ပါတော့ဗျာ ဟုတ်ပြီနောက်တဲ့တစ်ခုကကျက်ကရေးပါတီကငွေပေးမယ်ဆိုပြီးတော့မဲဆွယ်စီယုံကြီးလိုက်ခဲ့တော်လဲအမှန်တကယ်မရရှိလိုက်လို့အပန်းထွက်လာတာပါတာဂီတာကနေပြီးတော့ဆက်စတင်ထွက်လာတဲ့အပန်းပါအဲ့တော့ကဘာလဲဆိုတော့ရန်ကုန်တာဂီတာမြို့နယ်မှာဝေယောက်ရှင်ပြိုင်မဲ့ကျန့်ဖို့ပါတီကိုယ်စားလှယ်တောင်းတွေဟာတဲ့မဲဆွယ်စီယုံကြီးလိုက်ပါရင်စံနဲ့ငွေကျက်အပေါင်းပဲပေးမယ်ဆိုပြီးတော့စိုက်ကားသမားတွေဘေးတဲ့သမားတွေကိုပြောဆိုစီယုံခဲ့တာပါနိုင်ငံကိုဖုံးလဲပြကြအောင်လှုပ်ထားတာလေဒီကောင်နေပဲ အပွင့်လေးတော့ကျွန်တော်ပြောတယ်နော်စိုက်ကားသမားဆိုတဲ့သူတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေရင်ကျွန်တော်တင်ကြပြောဆိုတာမဟုတ်ဘူးစိုက်ကားသမားတွေဖြစ်အောင်စိုက်ကားပဲနေလို့ရအောင်ဖန်ပြီးလာတာအဲ့ဒီကောင်တွေပဲဒါငါတို့တွေ့နေရတဲ့ဒီ point နဲ့ဒီ point တိုင်းမှာဟောက်လာကျွန်တော်မိသားစုနဲ့ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့ညီကိုမောင်မတို့ဘယ်ဒီ point မှာဖြစ်ဖြစ်သောင်းသားရှိတယ်အဲ့ဒီသောင်းသားတွေရှိနေအောင်လည်းပဲအနာယူတွေကပဲလှုပ်ထားတာပတ်စံဂျာညာကျက်ပြီးတော့ချိုးနဲ့မိုးနဲ့လမ်းလျှောက်လို့မရဘူး မန္လေးမှာဆိုဘလောက်ကြီးစိုးလဲဗနိုင်းနဲ့ပါထုတ်ထားရတယ်ခိုးဆိုးလူနိုင်တွေအရန်များလုံးတော့ပြည်သူချင်းချင်းပြန်ပြီးတော့သတိပေးနေရတယ်ဟိုထဲမှာမန္လေးထဲမှာရှိတဲ့ငပြူဆိုတဲ့ကောင်တွေကလည်းမင်းကဟိုဘက်ကကာကြီးငပြူအဖွဲငါကဒီဘက်ကခါဝေးငပြူအဖွဲမင်းကာကြီးငပြူအဖွဲငါခါဝေးနေမိတယ်မလားနဲ့လာရင်ပြဿနာတက်ကြပြန်ပြီဖြစ်မှာဗန်လေးကိုဝင်ဖောက်တာလဲသူတို့ပဲရွှေဆိုင်တွေကိုဝင်ခိုးတာလဲသူတို့ပဲကိုယ်ဟာဆိုင်က900ဘန်းတွေကပတ်စံကိုပါဝင်နှိုက်တာသူတို့ပဲ အဖြေကအကုန်လုံးထွက်နေတာပဲလေဟုတ်ပြီဒီလောက်ဒီစေရမွေးတူဒီလောက်စုပ်ပြတ်တောင်းဖန်ထီးထားတာဘယ်သူလဲဆိုတော့အဓိကတရားခံကိုလည်းကျွန်တော်တို့တွေ့ခဲ့ပြီးပြီအခုစေနေပါလေစားကြမရှိပါဘူးတောက်စရာမရှိပါဘူးကျွန်တော်တို့ပြည်သူတွေကဝန်ခံပါတယ်ဟုတ်ပါတယ်အဲ့တော့မဲဆွေစီယုံပွဲလေးစံလေးနဲ့တပေါင်းဝဲရမယ်ဆိုတော့လေမလေးပါလေးတက်ပြီးတော့လေလိုက်ချင်တယ်လိုက်ကြတာပေါ့ဗျာဒါတွေကတော့ရှိပါရက်ွက်ထဲမှာကျွန်တော်လည်း မြူကြီးသားတွေပါဒါကျွန်တော်တို့သိတာပေါ့ဗျာတာကေတာဘယ်နေရာလဲဖတ်အကုန်သိတယ်တာကေတာကြီးသွားစရာမလိုဘူးကျွန်တော်တော်ရေးရုံမှာတာကေတာဆိုပြီးအများကြီးရှိတယ်ဒါတာကေတာခုလေးပြပြလာပါချမ်းမြူနယ်ဒီမှာလည်းအများကြီးရှိပါဒါကြောင့်ကျွန်တော်မိသားစုပုံနဲ့ရန်ကုန်ကကျွန်တော်မိသားစုဝင်နေဖုတ်ဆိုတော့ကျွန်တော်ရောက်လာမှာဟုတ်ပြီတာကေတာကဘေးကမောင်းတဲ့သူပြောက်ကအလကားပတ်စံလည်းမရဘူးတဲ့ စံလဲမရဘူးလေတောတောင်းတော့အထုတ်ရင်းမှုတွေကိုပေးထားတယ်တဲ့သူတို့ဒီတောတောင်းတော့လဲမတည်ဘူးဒီပဇံလေးတော့မပေးနိုင်မဲနဲ့သူတို့ကိုမဲဆိုစီယုံဖို့ကြီးပဲပြောနေကြတယ်တဲ့ကျွန်တော်တို့ဆိုဘေးအတွဲမမောင်းရဘူးသူတို့နောက်ပဲလိုက်ရတယ်မဆန်မရတော့နောက်နေမလိုက်တော့ဘူးကိုယ်ပဲဒုက္ခရောက်တာတဲ့ကျတော့သူတို့တော့ ठी နာရတယ်ဗျာ ျွန်တော်နေစာကျွန်တော်လူသမားတွေပေါ့နော်လူသမားတွေဆိုတာဒီနေ့လို့ဒီနေ့လို့တဲ့ပတ်စံလေးရပါပေါ့နော်အာအိမ်ပြန်အကျွေးလေးပါလေရှိတဲ့လူကလည်းအတိုးလေးပါလေတတ်ထားပါဗျာပြီးတော့ဆန်လေးပါလေနည်းနည်းဝယ်အပြီးရင်အာနောက်နေ့အတွက်ပြင်ဆင်ရပြီးရင်နောက်နေ့ဆက်လုပ်ကြတာနေ့စဉ်နေ့စဉ်လေးလှုပ်သွားကြတာနေမကောင်းဖျားနာတယ်ဆိုရင်နည်းနည်းပါပတ်စံလေးဒါစုစုဆောင်ထားတာလေနည်းနည်းပါရှိတယ်ဆိုတော့တမျိုးပဲဗျာ ကြောစုဆောင်ထားတဲ့ပတ်စံလည်းမရှိဘူးဆိုရင်တော့အာငွေဘောတော့အတိုးနဲ့ချေမတိုးချေအတိုးပေါ်တိုးဆင်းတယ်ပဲကျွန်တော်ပြည်သူတွေကတကယ်ကိုအာငလန်မထူနိုင်ကြတာပါအချို့သောမိသားစုဝင်တွေဆိုရင်ကိုယ့်ကိုတက်တည်သွားတဲ့သူတွေတော့ရှိပါတယ်ကျွန်တော်တစ်ခေါက်ကျွန်တော်ရဲ့မိသားစုဝင်ကိုကျွန်တော်တည်ရင်းလေးတစ်ခုအနေနဲ့ဖော်ပြခဲ့တာဗောနော်ဖွားကိုတယောက်အသက်60ကျော်ထင်တယ်ဗျကျွန်တော်ပြောခဲ့တော့အသက်60ကျော်ဖွားကိုတယောက်ဆိုရင်မြန်မာငွေကျပ်30သိန်းသူအတူအချွေမပေးနိုင်တော့လို့သူ့ကိုယ်သူတက်တည်သွားတာ ဆိုတော့အဲ့ဒီမြန်မာငွေကျပ်စက်သိန်းကလည်းဘယ်လိုဖြစ်သွားတာလဲဆိုတော့တဲ့သူစားစရာမရှိလို့နည်း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 ယူရင်းယူရင်းနဲ့အတိုးအရင်းပေါ်အတိုးထက်အတိုးနဲ့အရင်းနဲ့ပေါင်းပေါင်းလေးပေါင်းနဲ့ဆယ်သိန်းလောက်ဖြစ်သွားတာလေဟာကျွန်တော်တော့စိတ်မကောင်းဘူးဗျာဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်မှကအဖွားတော့မရှိတော့ဘူးလေကျွန်တော်မှအဖွားမရှိတော့ဆိုတော့ဒါမှမဟုတ်ကုချင်းစားရယ်ပေါ့နော်ဒီအဖွားတွေကဘယ်လောက်ထိကျွန်တော်တို့ပေါ့ပေါ့နော်ကျွန်တော်တို့သားသမီးတွေကျွန်တော်မြေးပေါ်တွေဘယ်လောက်ချစ်လဲဆိုရင်အဲ့လိုမျိုးအဲကျွန်တော်ဆိုရင်အဖွားရဲ့အချစ်ခံခဲ့ရပုံလေ ဆိုတော့ကျွန်တော်ငယ်တော့ဘောတော့ကျွန်တော်အဖွားရှိတဲ့နေရာကိုတောင်းရအဖွားကကျွန်တော်အတွက်စိတ်နှုတ်ရှာပေးတာတော့ကျွန်တော်ကနှုတ်ရင်ကြိုက်တယ်အဲ့လိုစိတ်နှုတ်လို့နွားနှုတ်လို့အဲ့လိုရင်ကြိုက်တယ်ဆိုတော့အဲကျွန်တော်လာမယ်ဆိုရင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်နှုတ်ကြိုးပြီးတော့တိုက်တာပြီးသွားရင်ကောင်းချင်းကောင်းချင်းပေါ့နော်ကောင်းချင်းပေါင်းနေပေါင်းကျွေးတယ်အဲပြီးရင်ကျွန်တော်တို့ဒီကြိုက်တယ်ပေါ့နော်အဲကျွန်တော်တို့ဟင်းလေးတွေချက်ကျွေးတယ်ဆိုတော့ ျွန်တော်ဖွားချက်တဲ့ဟင်းတကူကျွန်တော်အရန်ကြိုက်တယ်ဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ငားလေးတွေပေါ့နော်ငားလေးတွေဆိုတော့ဗျကျွန်တော်တို့အစုံမဲကျွန်တော်တို့ဒီတောင်ယာဘက်တွေမှာရတဲ့ငားတွေပေါ့နော်ကျွန်တော်အဲ့ဒီမှာငစရိုင်းလေးလေးပါမယ်ဗျာပြီးတော့ငဖျားမလေးလေးပါမယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ငမွေဒိုးလေးလေးပါမယ်အဲ့ဒါလေးတွေကိုတေချာကြီးကိုသူကဖွေးနေအောင်စေးတာဟာဟိုရည်စည်းတာရန်တန့်တယ်ပေါ့နော်ဖွေးနေအောင်စေးပြီးတော့သူချက်တာပေါ့နော်စီသေးရတယ်နည်းနည်းလေးပဲထည့်တာဆိုတော့ ဒါသတိရသွားလို့ပေါ့ကျွန်တော်ရဲ့မိသားစုမှာ ਨੇ ကျွန်တော်တို့လည်းကျွန်တော်တို့ဖွားရရန်ချစ်ပါတယ်ဗောနော်ဟုတ်ပြီကျောင်းနိုင်ငံတွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒါဗောနော်အသက်ကြီးရွယ်အိုတွေကကျွန်တော်တို့ကာဝယ်ရမယ်အဓိကသူတွေဖြစ်တဲ့အမျိုးသမီးတွေလည်းပါဝင်ကလေးသူငယ်တွေဗောနော်ဒါတွေကိုကျွန်တော်တို့အမြဲတမ်းဦးစားပေးပြီးတော့အဲကျွန်တော်တို့ safe ဖြစ်အောင်ကြိုးစားနေကြပါတယ်ဟုတ်ပြီအဲ့တော့နေလို့နေစားသမားတွေကဒီနေ့မှပတ်စံမှာမရရင်နောက်နေ့ပါသူတို့ကအကျိုးထက်သွားတယ် ဆိုတော့သူတို့ကစံလေးလေးရမယ်ဗျာတပေါင်းဝဲလေးရမယ်ဆိုတော့သူတို့ကနေပြီးတော့သူတို့ရဲ့ဘေးရွယ်လေးတွေကိုခဏထားပြီးတော့သွားပြီးတော့ရမလားဆိုပြီးတော့မက်လေးတွေတက်ပြီးတော့မဲဆိုစီယုံပဲလိုက်မိပါတယ်တဲ့ဆိုတော့ပုစံတောင်းတဲ့ချိန်ကျတော့ဘောလီဘောပုတ်တယ်အာဟိုအုတ်ချိုရင်မူပေးထားတဲ့ဟိုဆယ်မူစီမှာဘာညာပေါ့ဗျာပေးရင်လည်းပေးထားမယ်ဘွားကောင်တွေကလည်းတည့်တဲ့အတိုင်းပဲလေဆိုတော့ဘာမှလည်းဘေးမှလည်းတိုင်လို့မရအောင်အချိန်နေပေါ့နော်ဒါကတော့ဒါကတပေါင်းဝဲရမလားလို့ ်လိုက်ခဲ့မိတဲ့နေ့လုံးနေ့စားကျွန်တော်ဇိုက်ကသမားနဲ့ဘေးရသမားတွေရဲ့အခြေအနေပေါ့နော်ဆိုတော့ဒီ UI ဘောနဲ့ပတ်သက်ပြီးတော့လေသူတို့ကဒီကျွန်တော်တို့ဒီဇိုက်ကသမားတွေဘေးရသမားတွေကိုအသုံးပြုထားတယ်ဆိုတာလေကျွန်တော်တို့ကြားသိထားရတဲ့အချို့ဆိုရင်အာလုံချုံရေးလို့လို့အာဘာလို့ညာလို့လို့နဲ့ကောင်းနေလေအများကြီးရှိတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားတယ်ဟုတ်ပါတယ်အဲဒါကတော့ပညာရှင်နေအောင်ထားရတဲ့အခြေအနေမဲ့လူတို့အတုံးချဖို့အတွက် အတုံးချခံနေရတာတွေလည်းကျွန်တော်တို့နားလည်ပါတယ်ဟုတ်ပြီအခြားမျိုးနယ်တွေမှာလည်းစက်ဖို့ပါတီကအဲ့လိုပဲတဲ့မဲဆွဲစည်းရုံးတာတွေရှိတယ်မြန်မာအဖြစ်ကကျွန်တော်တို့စိုက်ကသမားတွေဗီဒီယိုသမားတွေကိုခေါ်ယူတယ်လို့သိရတယ်ထုံပြီးတော့မယ်ကျွန်တော်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းပဲဒါစက်ဖို့ပါတီနဲ့အပြိုင်ပတ်စံပေးပြီးတော့မဲဆွဲစီယုံရေးလိုက်ဖို့တခေါ်နေတာလည်းရှိပါတယ်ဆိုတော့နည်းနည်းတော့ကြည့်ကြလို့ပေါ့ဗျာကျွန်တော်တို့မြို့ပတ် UG တစ်ဖွဲ့လုံးကလည်းပဲဒါအားလုံးသတိပေးပြောဆိုပြီးဖြစ်ပါတယ် ကိုသမိုင်းလည်းကိုရေးကြဖို့အတွက်တော့စလုံးလေးလှဖို့တော့လိုတယ်ဗျာဇာမဲကျွန်တော်တို့တစ်ခါတည်းရန်ကြရင်ဗျာရသပြည်သူတွေပေါ့နော်အဲလူစုလူဝေးရမ်းများတဲ့အခါမှာကျွန်တော်တို့အများကြီးစင်ကြင်ရတာရှိပါတယ်ဟုတ်ပြီဒီလိုကြောင့်လည်းအနေနဲ့ကျွန်တော်တို့သဘောကျတဲ့ဒင်းလေးတစ်ခုပေါ့နော်ပြန်ပြီးတော့တင်ပြပေးချင်ပါတယ်အဲ့ဒါကပစ္စတိခေါင်းဆောင်ကိုရှင်းပြီးတော့ပေါ်လာဆွဲခံ လိုက်ရတယ်ကျွန်တော်လူငယ်၁၀ဦးလွတ်မြောက်သွားတဲ့အကြောင်းကိုကျွန်တော်ဖော်ပြချင်တယ်ဗျဟုတ်ပြီစကိုင်းနဲ့ကက်ရူမျိုးနဲ့မှာဂျန်ဖက်စစ်ခွတ်တက်ကပေါ်တာဆွဲဖန်စီခံရတဲ့လူငယ်၁၀ဦးကိုအမှတ်6 3 3 6တင်ကားတက်ရင်ကိုကားနဲ့ပို့ဆောင်တဲ့အချိန်အဲ့ဒီလူငယ်၁၀ဦးကကားမောင်းတဲ့ဘူဇော်ရီကောင်ကိုဝိုင်းဝန်းတိုက်ခိုက်တက်ဖြတ်ပြီးတော့ထပြေးလွတ်မြောက်ခဲ့တယ်လို့ကက်ရူခံရအမှတ်3ဤသကဝေးတက်ဖွဲ့ဒါထောင်းရင်းတောင်းရင်ကတူကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဖြစ်စဉ်အောက်တိုဘာ15ရက်နေ့ကဗျနေငယ်တော့ကြာပါပြီ ဒီကနေ့အဲ့ဒရင်လေးတွေ့လိုက်ရလို့ပါဆိုတော့ကံမှုမျိုးနဲ့ဒါစပယ်နဲ့ပါကြွားပစ္စည်းစစ်စစ်ကိတ်မှာကျန်ဖက်ဖက်စစ်တက်ကခွေးသားတွေကလည်းခီးသွားလူငယ်၁၀ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်အဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်၁၀ဦးကိုအဲ့ဒီနေ့ညနေပိုင်းမှာပဲတဲ့ကျန်ဖက်စစ်ခွေးတက်ရဲ့အမှတ်6336တင်ကားတက်ရင်ကိုကားနဲ့ပို့ဆောင်ခဲ့တာဖြစ်တယ်အဲ့ဒီ ဒါနဲ့ပို့ဆောင်တဲ့ကားမောင်းရင်မောင်းဖြစ်တယ်ပေါ့နော်ဘီဇော်ဘီကောင်းအောင်ဟိုပရဆွေးခံရတဲ့ကျွန်တော်လူငယ်တွေကလန်ခီးတနေရာမှာပဲဝိုင်းဝန်းတိုက်ခိုက်ပြီး level ညစ်တက်လိုက်ပါတယ်တဲ့ဆိုတော့အဲ့ဒီဘီဇော်ဘီကောင်းအောင်တော့ပေါ်ချင်းပြီးတည်ဆုံးသွားတယ်လူငယ်၁၀ဦးကလွတ်မြောက်လာတဲ့အကြောင်းကိုကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်အတင်းအာရမစင်မူတန်ဒါကတော့ဖတ်နော် ပြီးတော့အချို့လူငယ်တွေကလည်းပဲနှီးမျိုးစုံနဲ့နှီးလင်းရှာပြီးတော့ထပြေးလွတ်မြောက်တာတွေလည်းအများကြီးတွေ့ရတယ်။အချို့ဆိုရင်ကျွန်တော်တို့ဒါညီမနှိမ့်ဆက်ရင်းနေပေါ့နော်အသက်ပါပေးလိုက်ရတဲ့လူငယ်တွေလည်းအများကြီးကျွန်တော်တို့သတင်းတွေကြားရပါတယ်။အချို့ကြတော့လည်းအဖေတွေအမေတွေကိုနှိုက်ကစစ်မှုထမ်းဖို့အတွက်ပတ်စံယူပြီးတော့ထည့်ပေးလိုက်တာတွေလည်းကျွန်တော်တို့သတင်းတွေကြားထားရတယ်။ဟာကျွန်တော်တော့အံ့အော်တယ်။ဟာဒီလိုမေးတွေလည်းရှိပါသေးလား။ ီးတော့အချို့ကောင်တွေကလည်းခေါဆိုးလူလိုက်ချင်လို့ပြောချင်တာကဗျာယူနီဖောင်းစခွဲယူနီဖောင်းဝတ်လိုက်ပြီးဆိုရင်ဒီကောင်တွေကတရားဝင်ခေါ်စားလို့ရတယ်တရားဝင်တောင်းစားခွင့်ရတရားဝင်မိန်ကျင်ခွင့်ရတရားဝင်လူတက်ခွင့်ရတယ်အဲ့တော့ငွေတွေကမှဗျာဒါခကြဉ္ဉ်ဘွားတွေကဖြတ်တန်းလာတဲ့သူတွေကဒါကိုခွေးပုံနဲ့မျိုးအုံးချတာရှိတယ်ပေါ့နော်ချိန်မှာတေတော့တေတာပေါ့ကျွန်တော်တို့အခုဆိုရင်ဒါတမ22ကကျွန်တော်ကင်ပြင်းနေလေးကောဝင်းကျင်မှာ အစုလိုက်ပြုံလိုက်ပေသွားကြတယ်ဆိုတော့မနေ့ရက်တွေကအဲအဲ့တရင်ကျွန်တော်ကြားတာပေါ့နော်ကျွန်တော်ရဲ့ဒီကြောက်ကကျွန်တော်လမ်းပြီးတရင်ပို့တယ်ကိုရှိုင်းရဲ့မိုင်းဝင်းတဲ့ကိုဝင်လာပြီတဲ့စိတ်ဓာတ်ချလိုက်တော့အဲ့လောက်ပဲပြောဒါပေမဲ့ဒီနေ့တရင်တက်လာတယ်လက်နဲ့ခဲရင်လည်းအများကြီးဗိုတာဘောကြီးတောင်မှအာတပုံနေတောင်မှဖော်ပြထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့တကယ်တမ်းတော့ကျွန်တော်ကင်းနေမြေမှာကရင်ဟာသူတို့ကိုကြော်ပြီးတော့ ဘယ်အကြမ်းဖက်စစ်ခွေးတက်ကမှစစ်ကြောင်းထိုးလို့မရကရင်ကရင်ချင်းလမ်းပြလို့တာလမ်းပေါက်သွားတာတွေရှိတယ်ပြီးတော့လက်ရှိကရင်ကိုကြားဖြန့်ကြားဖြန့်ထိုးထည့်ထားတဲ့အခါမှာကရင်ကတော်တော်လေးကိုလောကန်ရတာခက်ခဲတဲ့အပိုင်းလေးတွေရှိတယ်ဆိုတော့ KK ဘာအဲ့ဒါမှရှိတဲ့ကောင်တွေကိုအကုန်လုံးလက်နက်ကိုင်အဖွဲ့တွေကလက်နက်ကိုင်အဖွဲ့တွေ BGF ပေါ့ဗျာတပ်ပုံကြီးလည်းထွက်နေတာပဲအလုံးလုံးကြီးပါယူပြီးတော့သူတွေအကုန်လုံး ဟိုပို့တီပို့ဟိုမှာထားဒီမှာထားပြီးတော့အဲ့ဒီအဆောက်အဦးတွေအကုန်လုံးကိုမိုင်းခွဲပြီးတော့အခု top shop ဖြတ်စီးပြနေတယ်ဆိုတော့ထိုင်းငါတော်မှာအဲ့ဒီအတန်ထွက်လာတယ်ဆိုတော့တော့ဝင်လို့မိုးတွေဖြစ်လာမယ်ဘုနော်လက်ရှိချိန်မှာထောင်နဲ့ချီပြီးတော့အဲ့ကြားဖြန့်ဝင်နှန်းတွေကလည်းထိုင်းနိုင်ငံဘက်ကိုထပြေးနေကြတာရှိတယ်ချို့ကြောင်လည်းဗျမလုံးကြုံတော့ဘူးပေါ့နော်အထူးတော့ထပြေးမယ်ဆိုပြီးတော့ထိုင်းဘက်ကိုတောင်းမြေကိုကူးပြီးတော့ထပြေးကြတာရှိတယ်အထူးဆိုရင်းနေပြီးတော့တည်သွားတဲ့ဒရင်တွေမှာကျွန်တော်တို့ကြားထားရတာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ ကျွန်တော်တရှိချိန်မှာအဲ့ဒီထပ်ပြဲလူငယ်၁၀ဦးကလည်းကျွန်တော်လွတ်မြောက်သွားပြီးကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ကျွန်တော်တို့ကမ်ဘူကန်အမှတ်၃တက်ရင်မှာကျွန်တော်တို့ဒါရောက်ရှိနေပြီးသူတို့ရဲ့မိသားစုတွေကိုလည်းပဲအကုန်လုံးကိုပြန်လည်အမှန်ပေးပြီးသွားပြီဗျာတကယ်ကိုဝမ်းမြောက်ဖို့ကောင်းတယ်ဗျာအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နော်ပေါ်တာဆွဲခံရတဲ့ပြီးတော့ထပ်ပြဲလွတ်မြောက်လာတဲ့ကျွန်တော်လူငယ်၁၀ဦးသူတို့ရဲ့မိဘတွေစီလက်ထဲအရောက်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအပ်လိုက်တာဖြစ်တယ်ဟုတ်ပြီမင်းတို့မိဘတွေနဲ့လည်းမင်းတို့စကားပြောအော်မင်းတို့ ပြန်ရင်လည်းပြန်ပါတော့မပြန်ရင်တော့ငါတို့နဲ့ဆက်ပြီးတော့ဟလာစကူမီဖို့မဲ့ပေါ်မှာပါဝင်ခြင်းနဲ့ဆိုလည်းပဲဆက်ပြီးတော့မီဖို့ကြတာပေါ့ဒီလိုမျိုးပါကျွန်တော်လူငယ်တွေကစကားပြောရင်မိုက်တယ်တကယ်နေမြေမှာလည်းအဲ့လိုပဲကျွန်တော်တို့ပြောကြတာများတယ်ဗျဟုတ်ပြီဒီကနေ့မှာကျွန်တော်ဆက်တယ်လာတဲ့ဒါမန်လေးနဲ့ပတ်သက်ပြီးတော့ဘောနော်တောင်ထမ်းဆောင်ခြင်းနဲ့ဆိုတဲ့ရေးပေါ်လူငယ်တွေများကြီးရှိပါတယ်ဆိုတော့ manly pdf ရဲ့ link ကိုကျွန်တော်တိုက်ရိုက်ချပေးထားပါတယ်သူတို့နဲ့စကားပြောပါသူတို့နဲ့ဆက်သွယ်ပါ ဆိုတော့ကျွန်တော်ကတောင်ပိုင်းပြဟိုဘက်ကမြောက်ပိုင်းပြကျွန်တော်เนี่ยအရန်ဝေးတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ဒါရဲ့ link တွေကိုကျွန်တော်ချိတ်ဆက်ပေးမယ်ပြီးတော့ကုညီထောက်ပံ့ဝင်ရင်ကျွန်တော်မိသားစုနေရှိတယ်ဆိုလဲကျွန်တော် manly pdf နဲ့ဒါရဲ့ဆက်သွယ်ပေးပါမယ်ကျွန်တော်လည်းပဲ manly pdf တွေကျွန်တော်ရဲ့ပြီးတော့ tea store တို့ဖန်တီးထားတယ်တောင်ပိုင်းမှာ online site မှာဆိုတဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်းပဲလို့ဘာဘာဘာနော်တို့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်မလဲဆိုတာလဲဆွေးနွေးနေကြတာလည်းရှိပါတယ် တော့မန်လေးကတာဝန်ကတူနဲ့လည်းစကားပြောဖို့ကျွန်တော်ချိန်ထားတာရှိပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုနဲ့အားနဲ့သက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုတက်ပို့ပြီးကျွန်တော်ကောင်းပို့ပြီးစူးစမ်းနေပါတယ်ဂျမိုင်းနဲ့ပတ်သက်ပြီးတော့စစ်ပူနေကြကျွန်တော်မိသားစုဝင်တွေကျွန်တော်ပြန်ကောင်းလာမှာပါကျောင်းအမြဲတမ်းကောင်းမှုအတွက်ဆုတောင်းနေပြီးတော့ဆရာဝန်ညင်ပြတဲ့အတိုင်းကျွန်တော်နေနေပါတယ်ဆိုတော့မမြင်ရတဲ့ဒဏ်ရာတွေဆိုတော့ဗျာကျွန်တော်တို့လည်းခတ်တယ်ပေါ့နော်ဟုတ်ပြီနည်းနည်းပဲစစ်ပြီးကပ်ပြီးကြောင်း ကြောက်နေတဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိသားစုတအူးချင်းတန်ပြင်းနေကင်ရှင်းပါကြောင်းလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရဲပေါ်ရှမ်းလေးပါ